အားလုံးပဲမင်္ဂလာပါနော်ဒီစက်တင်ဘာလအရင်မှာနေဂျီယိုမိသားစုရဲ့ကြိုက်ခိုးဖျားကိုဖျားဖို့သွားခဲ့ကြပါတယ်ဘယ်သွားခဲ့လဲဘာစားခဲ့လဲဆိုတာသိချင်ရင်တော့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါဦးနော်ရန်ကုန်ကနေမနက်7:00နာရီလောက်ထွက်လာတဲ့အချိန်နဲ့အတီကြရောမမှတ်မိရောပေါ့နော်။တောင်ကြီးကိုနေ့လယ်2:00နာရီလောက်မှရောက်တယ်။အာကားထားခဲ့တဲ့ဆိုင်လေးမှာပဲနေ့လယ်စားစားခဲ့ကြပါရဲ့ရှင်။ ေကြီးကိုသွားခဲ့တဲ့အချိန်ကတိုက်ထီယိုဖျားကိုဖျားဘူးတိတ်မလာတဲ့အချိန်ပေါ့နော်ခီးသွားပါတဲ့အချိန်အဲ့တော့ကေဘယ်ရပိတ်ထားရဲ့အဲ့တော့ကေဘယ်မစီးခဲ့ရပါဘူးတောင်တက်ကနေပဲတောက်လျှောက်တက်ခဲ့ရပါရဲ့ရှင် ီဂျီကကားနောက်ခန်းမှာစီရာပဲကြိုက်တယ်ပေါ့နော်အပြန်မှာကျတော့ခေါင်းကမ်းမနေရရလို့ခေါင်းကမ်းကနေလိုက်ခဲ့တယ်။အမေခေါင်းကြီးအရန်မူလုံလို့လုံးဝအောင်မခံနိုင်ဘူး။အဲ့တော့ mountain top hotel မှာတဲဖို့အတွက်စည်ရန်ွေးလေးပေးပြီးပါ යි ။ ဒါပေမဲ့ဖះနဲ့ဝေးရတယ်ပါရဲ့ပြီးတော့လူကြီးတွေလည်းပါတော့အွန်အနည်းဆုံးပေါ့နော်ရှင်ပြင်းနဲ့အနည်းဆုံးဖြစ်မဲ့ရိုးရိုးလေးတုံးမှာပဲတဲခဲ့ကြပါတယ်။ကဲဒါကတော့အလှလေးတစ်ဖြတ်ပေါ့နော်။ရှုခင်းကြီးပဲရိုက်ပြနေရကြည်ရပြင်းနေမှာဆိုလို့နည်းနည်းယူပါလေးနည်းနည်းလေးလာပြရပါ။ဟိုတယ်ကိုရောက်တဲ့အချိန်ကညနေ၄နာရီထိုးနေပြီ။ဒါမဲ့ညီကြီးကတ냐အိပ်ပဲလာတာဆိုတော့ အဲချက်မနာပဲပေါ့နော်ရေတကုံကိုချက်ချင်းပြန်ထွက်ခဲ့ပါတယ်။ဒါကတော့ရေတကုံသွားရဲ့လမ်းမှာပေါ့နော်။တောင်ဆင်းလမ်းမှာဆိုင်ကယ်စီးရတာအကွေကောက်တွေခြံခွက်တွေနဲ့နည်းနည်းတော့ချက်ပြင်မယ်။ဗီဒီယိုထဲမှာတော့ပြုံပြုံလေးနဲ့အိုင်ဂျုံခဲပါပေါ့။ဒီကောင်ဆင်းတဲ့လမ်းကပါပီလေးပါ mơ đó kìa không có bà đâu à là là có mình nói rồi đi đi nguyễn đi làm gì <laughs> đâu <laughs> 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 တိရစ္ဆာန်လေးတွေကိုချစ်တဲ့နေရာမှာတော့နေကြီးဦးတမီသားဆိုလုံးဝစိတ်တူကိုတူပဲအတော်တော်မကြားတော့နားရတဲ့လေးကိုတွေ့လေးရဲ့ပေါ်ဟုတ်ပါဦးပဲရှိတယ် ကယ်တော့လေရေတခွန်ရောက်လို့ရှိရင်ရေကူးမယ်ရေစိမ့်မယ်ပေါ့နော်ရေကစားမယ်ဆိုရင်ရွေးချက်နဲ့လာခဲ့ရဒါပေမဲ့ရေစီအရန်ကြမ်းနေရောလေပြီးတော့လူကြီးတွေကလည်းပါနေတော့ဆိုရင်လို့ဆိုပြီးတော့ရေတိတ်မဆူခဲ့ပါဘူး 我奥松提先记着啊，他们在哪里提成啊？不要嘛，到到里我再看表微信来呀。<music> <music> င်တော့ကတော့စဉ်းစားမိရဲပေါ့နော်ပါပီလေးတွေးဖို့အတွက်ကိုမုတ်တီအများကြီးယူပါမယ်ဆိုပြီးတော့တကယ်လေးတွားရောမေ့သွားတယ်ဟာလက်လက်လျှောက်လုံးမှာပါပီလေးအများကြီးတွေးရချစ်ဖို့လည်းကောင်းတယ်ဒါပေမဲ့တွေးဖို့မုတ်ကမပါဝါဘူးပေါ့နော်နောက်ခေါက်တွားပြလို့ရှိရင်တော့မုတ်တီတပွေးတစ်ပိုင်းနဲ့လာခဲ့ပါမယ်ကလေးတို့ရေ ရှိတကုံကနေရှင်ပြန်ဘုံပြန်ရောက်တော့ညနေ6:00နာရီထိုးနေပြီပေါ့နော်။ညစာကိုလည်းဟိုတယ်မှာပဲစားလိုက်ကြပါတယ်။တကယ်စိတ်ကူးထားတာလေ အရင်ပြညာမှာပေါ့နော်မုတ်ဆိုင်တွေကိုရှောက်ပတ်သွားမယ်ရှောက်စားမယ်အဲ့လိုမျိုးတွေးထားရဒါပေမဲ့ကိုသွားရဲ့အချိန်မှာကဆိုင်တွေကမဖွင့်ဘူးပေါ့နော်အကုန်လုံးပိတ်ထားရဲဆိုတော့လဲစရာသွားစရာလည်းတိတ်မရှိခဲ့ဘူးအဲ့တော့ညာဘိုင်းလေးမှာရင်ပြညာပေါ်ကိုခဏတက်ဖျားဝေပြူပြီးတော့ဟိုတယ်ကိုပြန်အိတ်ခဲ့ပါတယ်ရှင့် ဆန်တော်ရှင်ကြိုက်ထီးရိုးစီရောမြကြီးကိုညပိုင်းမှာဖူးမြော်ရတာလေအရန်အေးချမ်းတာပဲအဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့လူတွေလည်းအဝေးအနေပြီးတော့ဖူးမြော်လို့ရအောင်ဗီဒီယိုလေးရိုက်ပြပေးပါမယ်နော်

ီနေ့တရက်တာအတွက်ကတော့အနာယူချိန်လေးရောက်ပါပြီမနေ့ဖြန်မနေ့မှပြန်တွေ့ပါမယ်နော်ကဲဒီနေ့ကတော့နေဂျီကိုပြန်ရမယ့်နေ့လေးပေါ့နော်ပြန်ခင်မနေ့ပိုင်းလေးမှာရင်းမြမိုးကိုတက်ပြီးတော့ဖျားဝပြုမယ်ပြီးလို့ရှိရင်ဒီကန်ပစက်နဲ့မိုးဆိုးတောင်သွားပါမယ်ပြီးရင်တော့ဒီနေ့အတွက်ခရီးစဉ်လေးကပြီးဆုံးပါပြီရှင် ဖျားဝှက်ပြူပြီးပြီဆိုတော့ဟိုတယ်ပြန် check out လုပ်ပြီးတော့ခြေကံပစံမိုးဆိုးတောင်းတဲ့နေရည်တွင်ကိုခရီးဆက်ပါမယ်နော် နေကြီးမှမိလောက်ဆိုရင်တော့ဒီနေရာလေးကကြီးကန်းပစက်လိုင်ကူရော်နဲ့မုတ်ဆိုးတောင်ရဲ့လမ်းခွဲလေးထင်တယ်။ညာဘက်ကိုသွားရင်မုတ်ဆိုးတောင်ရောက်မယ်။ဘယ်ဘက်ကရောကြီးကန်းပစက်လိုင်ကူပေါ့ ြီးကပါးစပ်လှန်ကူတော့ရောက်ပါပြီရှင်။မရောက်ခင်တော့လူက360ဒီဂရီနှစ်ခေါက်လောက်လေဝိုင်းဘသူမှလှည့်အောင်မိုးကိုကကိုလှည့်တာပါ။ လှိုင်ကူအဝကနည်းနည်းကျင်းလာရဲ့ပြီးတော့လှိုင်ကူထဲမှာလည်းနည်းနည်းမှောင်လာရဲ့ရှီရှီရောချော်နေရတဲ့ကြောင့်လူကြီးရောမဝင်ခဲ့ဘူးပေါ့နော်လှိုင်ကူထဲကိုရှင်မင်းနဲ့ရှင်မင်းမောင်လေးနှစ်ယောက်ပဲဝင်ခဲ့ပါတယ် ူများရဲ့အကျွေးစီးပြစ်ထဲလို့ရှိရင်လေအမ်ဘေးကနေကြည့်ရအရန်လွယ်လို့ထင်တာပေါ့နော်အဲ့လွယ်တယ်ထင်တဲ့ဆီယာမိုင်း SK ကိုလည်းကြည့်ပါအောင်တစည်းမှမဝင်ပါဘူးไก่ตั้งจิเลยนะเนี่ยมาอย่างเอ้ยมาสิแล้วแท้เลย မရရတဲ့နေရာကိုဖြစ်ခဲ့ပါရဲ့ဟိုအမြင်သာမဝင်တာပါဒီလောက်နေလောက်ကအေးစေးပါဒီကပါဇာလန်ကွာနေပြန်ထွက်လာပြီးတော့နေသူခုနတွေ့ခဲ့တဲ့လမ်းခွဲလေးရဲ့ညာဘက်ကိုဆက်သွားပါမယ်။

နေကြီးကိုသွားတဲ့အချိန်မှာပေါ့နော်မိုးဆိုးတောင်တက်တဲ့လမ်းလျှောက်မှာလဲဆိုင်ကန်းလေးရတဲ့ဆိုင်မှမဖွင့်ဘူးတော်တော်ဖျားပူပါရဲ့အချိန်လေးပေါ့နော်အဲဒါပေမဲ့လာမယ့်တည်င်းကျုံမှာရောပုံမှန်အတိုင်းပဲပြန်ပြီးစီမှာဖြစ်တဲ့အတွက်ဆိုင်ကန်းလေးတွေကိုကြိုပြီးပြင်ဆင်နေကြတာကိုတွေ့ခဲ့ရပါတယ် ချို့ဖျားဘူးရေကြတော့ကြိုက်ချီရရှင်မြန်ကနေပြီးတော့ဗောနော်မုံဆိုးတောင်အရင်သွားရေမုံဆိုးတောင်ကနေမှာနေကြီးအခုတက်နေတဲ့ဆိုင်ကန်းလမ်းလေးတွေအတိုင်းအောက်ကိုဆင်းသွားလို့ရှိရင်နေရည်တွင်ရှိမယ်နေရည်တွင်ကနေမှခုနလမ်းခွဲလေးကနေဆက်သွားလို့ရှိရင်အကြီးကပါးဆက်ကိုရောက်မယ်ပေါ့နော်ပြီးတော့မှရှင်ပြန်ဖို့ကိုပြန်တက်တယ်အဲ့လိုလေးလည်းသွားလို့ရပါတယ်လမ်းရောကိုအဆင်ပြေလို့သွားလို့ရပါတယ်ရှင်နေကြီးကရောရှင်ပြန်ကနေပြီးတော့ ကြီးကန်းပစက်ကိုအရင်သွားရဲကြီးပစက်ကနေမှဒီဘက်လမ်းခွဲလေးအတိုင်းမိုးဆိုးတောင်ဘက်ကိုတက်တဲ့လမ်းလေးကိုရွှေ့ပြီးသွားခဲ့ရပါနေကြီးရောမမွေးခင်ကာလာရုံကလေဖျားဘူးကြီးလာလို့ရှင်အဲ့လိုအင်နာလေးမှာတက်ရလို့ပြောရဲတောင်ကပရဲမှာအင်နာလေးရောက်ထားတက်ရဖို့တော့ကောင်းတယ်နော် ခုမိုးဆိုးတောင်ပေါ်ကဇေယျလေးကိုရောက်ပါပြီ။ လေရင်ခွင်းဆိုတဲ့နေရာလေးရောအခုလှမ်းမြင်နေရတဲ့နေရာလေးပါပဲ ုံဆိုးတောင်ပေါ်ဆင်းတဲ့လမ်းလေးအတိုင်းချင်းပြေတော်ဘုံပြန်သွားပါဦးမယ်နော် က်စင်မဲ့ကားကလူမပြည့်သေးလို့အကြအကြီးကိုဆောင်းလိုက်ရတယ်။ဆောင်းနေတဲ့အချိန်အတွင်းမှာမိုးရေကလည်းရမ်းရွာနေတော့အဲညီကြီးကိုဆောင်းတဲ့နေရာမှာပေါ့နော်။မိုးလောက်ခိုးတဲ့ကလေးလေးရှိရဲ့ကလေးလေးတွေကိုမုတ်လေးတွေးခဲ့ပါတယ်။တချို့ကလေးရောအရန်ပိန်နေရှင်ကြည့်ရတာစိတ်တော့မကောင်း။ ီတီယိုမိသားစုစက်တင်ဘာလမှာတွားခဲ့တဲ့ဂျိုက်တီယိုခီးစဉ်တွေရတော့ဒီမိုင်းပြီးဆုံးပါပြီเนาะနောက်ပိုင်းညီဒီခီးလေးတွားပြလို့ရှိရင်လည်းအခုလိုပဲဖလော်လေးရိုက်ပြီးတင်ပေးပါမယ်เนาะစိတ်ဝင်စားတဲ့လူတွေနဲ့ခီးအကြောင်းကိုလေ့လာခြင်းတဲ့လူတွေကြည့်ရှုလို့ရအောင်လို့ပါအားလုံးပဲတက်တာညီစီဗီဒီယိုလေးကိုကြည့်ပေးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်